ပါကစ္စတန်နိုင်ငံမှာလုံခြုံရေးစင်ခုံမှုတွေနဲ့အမြင့်တွေနေတဲ့ကာကွယ်ဆေးသတင်းအမှားတွေပြန့်နှံ့လျက်ရှိပေမဲ့လေကလေးမောင်တန်းချီကိုပိုလီယိုကာကွယ်ဆေးတိုက်ကျွေးတဲ့အစီအစဉ်ကိုအချိန်တိုးမြင့်လှုပ်ဆောင်လျက်ရှိတယ်လို့ကျမ်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကပြောပါရယ်ကာကွယ်ဆေးကိုတိုက်ကျွေးနိုင်ဖို့ခရိုင်159ခုတဝမ်းမှာရှိတဲ့စာတင်ကျောင်းတွေနဲ့နေအိမ်တွေလိုမျိုးနေရာတွေမှာကျမ်းမာရေးဝန်ထမ်း၄သိန်းကျော်ကိုတပ်ဖြန့်ဆင်လွှတ်ထားတယ်လို့သိရပါရယ်ကာကွယ်ဆေးတိုက်ကျွေးမှုကိုနှစ်ပေါင်းများစွာအချိန်အဟုန်နဲ့လှုပ်ဆောင်နေပေမဲ့လေပါကစ္စတန်မှာ အာဖဂန်နစ္စတန်နဲ့အတူပိုလီယိုရောဂါဆက်လက်ကူးစက်မှုတွေရှိနေသေးတဲ့နိုင်ငံတွေမှာအပအဝင်ဖြစ်ပါတယ်။ပိုလီယိုရောဂါဟာကလေးတွေမှာအထူးသဖြင့်ကူးစက်ဖြစ်ပွားလေရှိပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်းကူးစက်ခံရနိုင်တာ ဖြစ်ပါတယ်။ပါကစ္စတန်မှာအခုနှစ်စက်တဘာလအထိပိုလီယိုရောဂါကူးစက်ခံရသူ29ဦးရှိပြီးကမ္ဘာနေရအများပြားမှာကြဲကြဲပြန့်ပြန့်နှိမ့်နှင်းတိုက်ဖြတ်နိုင်ခဲ့တဲ့ဒီရောဂါကူးစက်မှုအတွက်ပါကစ္စတန်မှာကူးစက်ခံရသူအရေအတွက်ဟာအလွန်များပြားတဲ့အရေအတွက်ဖြစ်ပါတယ်။ပိုလီယိုရောဂါဖြစ်စဉ်တခုတည်းဆိုရင်တော့သတိထားစေရပါ။ကျွန်တော်တို့နိုင်ငံမှာတော့ကူးစက်ဖြစ်ပွားသူ29ဦးရှိပါတယ်။ ဒေသတွေမှာပိုလီယိုဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့နိုင်ငံဆိုလို့ကျွန်တော်နိုင်ငံနဲ့အာဖဂန်နစ္စတန်ပဲကြံမာတော့တယ်။ဒါနဲ့ပတ်သက်ပြီးတော်တော်လေးစိုးရိမ်မိပါတယ်လို့ပါကစ္စတန်ကျန်းမာရေးဌာနကယောဂကူးစက်မှုထိန်းချုပ်ရေးဆန္ဒအကြီးအကဲမတ်ဒက်စ်အလီခန်းကဆိုပါတယ်။ကောက်ွယ်စည်းမထိုးရသေးတဲ့ကလေးတွေကရရွာပဝင်းကျင်အတွက်ကူးစက်ခံရနိုင်ခြင်းများပါတယ်။သူတို့တွေရဲ့မစင်ထဲမှာပါလာတဲ့ဗိုင်းရပ်စ်တွေကတောက်သုံးရည်တွေနဲ့မိလာစနစ်ကိုညဉ့်ဉန်းစေပါတယ်လို့၎င်းကဆိုပါတယ်။